ကချင်ပြည်နယ်ကတရုတ်မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးဂိတ်တွေကိုပြန်ဖွင့်ထားပြီးဖြစ်ပေမဲ့အကန့်အသတ်နဲ့သာကုန်ပစ္စည်းတွေကိုတရုတ်ဆိုးရဘက်ကတင်သွင်းခွင့်ပြုသေးတယ်လို့စုံစမ်းသိရပါဗျ။2025နှစ်စံပိုင်းကစပြီးတော့လိုင်ဇာ၊မိုင်းဂျာယန်၊ကန်ပိုက်တီ၊လွေကျဲ၊မန်စီမြို့နယ်ကမန်ဝင်းကြီး၊ပန်ဝါ၊ဖီမော်စတဲ့နယ်စပ်ဂိတ်တွေကိုတရုတ်ဆိုးရဘက်ကပိတ်ထားတာဖြစ်ပါတယ်။တရုတ်ဆိုးရနဲ့ KIA အကြားညှိနှိုင်းဆွေးနွေးပြီးတဲ့နောက်အခုအော်တိုဘာလ25ရက်နေ့မှာ တရုတ်ဆိုရကနိုင်ငံကုန်သွယ်ထွက်ပေါက်တွေကိုပြန်ဖွင့်ပေးလိုက်တာလို့ KIC ကနေသိရပါဗျ။ပြည်ရင်းကပြည်သူတွေအတွက်အခြေခံစားသုံးကိုအိမ်ဆောက်ပစ္စည်းတွေကိုသာတရုတ်နိုင်ငံကနေတင်သွင်းနိုင်သေးတယ်လို့လည်း KIA ပြောရေးဆိုခွင့်ရှိသူပုံမူကြီးနော်ဘူးကမြန်မာနိုင်ငံကိုပြောပါဗျ။လက်ရှိချိန်မှာတရုတ်နိုင်ငံဘက်ကကုန်သွယ်တွေလည်းအဝင်ထွက် ပြုလုပ်လာကြပြီဖြစ်ပေမဲ့တရုတ်ပြည်ဘက်ကတော့ကုန်တင်ပို့မှုမရှိသေးဘူးလို့လည်းပုံမူကြီးနော်ဘူးကပြောပြပါဗျ။လွန်းလွန်းလပ်လပ်ပြည်တဲ့ပုံသာပြောတော့မဟုတ်ဘူး။ကတ်တဲ့တတ်နဲ့ဖွင့်တာပါ။ ကန္တန်ဆိုတဲ့နေရာမှာသူတို့ဘက်ကနဲ့အဲဒီပြည်သူလူထုအတူတုံးကုန်ပစ္စည်းတော့ဒီကတော့အဲသာတော့ကုန်ပစ္စည်းတွေအဓိကဝန်တယ်။တခြားလို့အင်ဖော့ပစ္စည်းတွေတန်းကြောင်းတွေပေါ့ဒီလက်မဲ့ဒီတော့ဝန်ပါတယ်။တခြားတက်တုံးစီဒီ electric နဲ့ပတ်သက်တဲ့ဟာတွေကတော့အဲသူတို့အဲမဝန်ခိုင်းဘူး။လူကတော့ဒီဘက်က လူတွေကတော့အဲ့ဒီဈေးတင်ပြီးဈေးရောက်တဲ့လူတွေကတော့ဝကြပါတယ်ကျွန်တော်တို့ဘက်ကနေတော့အာပြုပြီဘက်ကဝန်သားတော့ကိုကြီးကတော့မရှိသေးပါဘူးဒါမှဖွင့်တာတော့ဖွင့်ပါပြီဟုတ်ကဲ့တရုတ်ဘက်ကနေမြန်မာတွေကို73စီမသွင်းပေးတဲ့အတွက်စီစည်းတွေတက်လာပြီးတော့ပြည်သူတွေခက်ခဲဖြစ်ကြောင်းလဲ KIA ဘက်ကပြောပါတယ်။နေဆက်ခိတ်တွေပိတ်ထားတာကြောင့်ကုန်စင်းနှုန်းတွေအိမ်ဆောင်ပစ္စည်းစင်းနှုန်းတွေမြင့်တက်မှုအပြင် အကန့်အသတ်နဲ့သာဝယ်ယူရတဲ့ခြေနေကိုရင်ဆိုင်ခဲ့ရကြောင်းအခုတော့ဂိတ်တွေကိုပြန်ဖွင့်လာနိုင်တာကြောင့်အဲ့ဒီအခက်အခဲတွေပြေကျော်လာပွဲရှိတယ်လို့လိုင်ဇာဒေတာခန်တကူကပြောပါတယ်။နေဆက်ဂိတ်တွေကနေဘလို့ကုန်ပစ္စည်းတွေကိုပို့နေကြပြီးတရုတ်ကရောမြန်မာဘက်ကိုဘာတွေတင်သွင်းနေကြပါသလဲ။လက်ရှိခြေနေကရောဘလို့တွေရှိနေတယ်လဲဆိုတာကိုကချင်ပြည်နယ်ကနေဆက်ဂိတ်တွေကနေတရုတ်ကိုကုန်စီပို့နေတဲ့အမျိုးသားတအူးပြောပြတာကဖွင့်တော့ဖွင့်နေပြီဒါမှမဟုတ် ်ဒီကွန်ဗီစီဆန်မှုကဘလိုနေသားကြီးသူတို့ကပေးတယ်ဆိုတဲ့ဟာတွေကကန့်တတ်မှုတွေတော့ရှိသေးတယ်ကိုအဲသူတို့ဒီဆက်ပစ္စည်းတွေပြီးရင်ကကျွန်တော်ဆက်တွေ့ရေးနဲ့ပတ်သက်တဲ့ဟာတွေအဲဟာတွေတော့သူတို့မပေးဘူးကိုအဒီဒီကျွန်တော်တို့ဒီအထယ်လေးအစားတောက်တွေလူတုံးကုန်ပစ္စည်းတွေဆိုတော့ဒီဆောင်းလုံး PC တွေအဲဟာတွေတော့အဝင်ထွက်တယ်အဝင်ဆိုတော့အထပ်ပဲရပါဘူးအဝင်ကတော့ဒီဘက်ကနေမှသူတို့လိုချင်တဲ့ဟာပဲဟိုထည့်လို့ရတယ်သူတို့မလိုချင်တဲ့ဟာမျိုးတွေကြတော့ဟိုတန်တက်ထားတာရှိရကျွန်တော်တို့ဒီ ဟိုတ िश ူးမပြောလို့ပြီးရခါတော့ကြံလို့ပေါ့နော်ဒီဘက်ကသူတို့ဟိုဘက်ကနေမှအာကုံချမ်းကျွန်တော်ဘက်ကကုံချမ်းနေနေပဲကျွန်တော်တို့ကျွေးလို့ရပါဘော။ပြီးခဲ့တဲ့2024မတ်လဆန်းပိုင်းမှာကချင်ပြည်နယ်ကအာဏာသိမ်းစစ်တပ်စခန်းတွေကို KIA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာနယ်စပ်ကုံသွေးမြို့တွေပါတဲ့မြို့၅မြို့နဲ့တရုတ်မြန်မာနယ်စပ်ဂိတ်တွေကိုသိမ်းပိုက်ထားနိုင်ပါတယ်။နယ်စပ်မှာစစ်ရေးတွေပြင်းထန်နေကြကြောင်း 2024အောက်တိုဘာလမှာတော့တရုတ်ဟာနေဆက်ဂိတ်တီကိုပိတ်လိုက်ပါတယ်။အဲဒီနောက်ဒီဇင်ဘာလထဲမှာတရုတ်ပြည်သူနိုင်ငံရေးအတိုင်းအမေကန်ကွန်ဖရင့်ဘို့ဟုအဖွဲ့ဝင်ဝူကန်ဦးဆောင်တဲ့သူတွေနဲ့ဗိုလ်ချုပ်ကြီးအင်ဘန်လာဦးဆောင်တဲ့ KIO KIA ခေါင်းဆောင်တွေဟာတရုတ်နိုင်ငံကုမင်းမှာတည်ထောင်ဆွေးနွေးခဲ့ပြီး KIA ရဲ့ထိုးစစ်တွေရက်တန်ကစစ်တပ်နဲ့အပြစ်ခံရက်စဲဖို့တရုတ်ကတောင်းဆိုခဲ့ပါတယ်။နှစ်ဖက်ကူစလဲတွေတွေ့ဆုံနေချိန်ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့နေဆက်ဂိတ်တီကိုတရုတ်စိုးရွားကပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး အခု2025ခုနှစ်ထဲမှာတော့နေဆက်ဂိတ်တွေကိုအကန့်အသတ်နဲ့သာဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။